ကျွန်တော်နောက်ဆုံးနေ့မှာအပြည့်ပြီးရောမူးလဲတဲ့အခြေအနေဖြစ်သွားရဲဆိုတာသူကအဲ့လိုမျိုးနေ့စဉ်တစ်ခုပဲအဲ့ဒီအစားတောက်တွေကျွန်တော်မစားတတ်ဘူးမစားတတ်ဘူးဆိုတာအရေတောက်တွေစွပြုတ်တွေများတယ်ကျွန်တော်ကသမင်းရမ်းစားတယ်လေညာစင်ပေါ်မှာပဲအဲ့လိုဓပုံရိုက်နေနေလူကြီးတယောက်ပြီးတယောက်ရိုက်ကြတာဟုတ်ရိုက်ကြတော့ကျွန်တော် ကအဲ့လိုတယောက်ပြီးတယောက်အနေနဲ့အဲ့လိုမျိုးနေနေရတဲ့အချိန်မှာအမှန်ကကျွန်တော်တောက်မခံနိုင်တော့တာဘာဖြစ်လို့ပြောရလဲသတိလွတ်သွားတာပေါ့နော်ကျွန်တော်ဣတိပြောပြရတော့၅စက္ကန့်၆စက္ကန့်လောက်ကြာအဲကျွန်တော် အဲ့အဲ့လိုအုံးစုပြီးတော့နောက်လန်ကြသွားတဲ့အချိန်မှာကျွန်တော်တိတာကျွန်တော်ဖက်နက်တွေဝိုင်းချွတ်အဲ့လိုဖက်နက်တွေဝိုင်းချွတ်ခြေတွေဝိုင်းချွတ်ခြေမတွေလိန်ဆွဲလို့ရဆိုရင်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ ဘဝမှာလည်းပထမဆုံးဒါပြပခီးစဉ်ဖြစ်တယ်အပြန်လာတဲ့အချိန်မှာအများကြီးပဲကြိုတဲ့လူတွေပန်းစည်းတွေရောပြိတ္တတွေရောအများကြီးရောက်နေတော့ဒီရန်ပျော်ရတယ်ပေါ့ဗျာဒါပွားတဲ့ကျွန်တော်တဲ့အပျော်ဆုံးအခိုက်တန့်နေတဲ့အတခုပါပဲဟုတ်လာကျူမဲလို့တီထားလားလာကျူမဲလို့ကျွန်တော်မိပါစကတော့လာကျူမဲလို့ပြောတာအဲကျွန်တော်တငယ်ချင်းတွေလာကျူဝေးမဲလို့ပြောတယ်အာပြိသက်တွေအဲရောက်လာတယ်တော့မထင်ဘူးပေါ့နော်ဟုတ်ဆက်ပါစင်းကြီးပဲတော့ပေါ့အဲဘယ်သူပေးတာလဲမသိသေးဘူးပြီးမှမေးရအောင် ။ပုံစံမင်းကြီးရောပျော့တာပေါ့။ဟုတ် Face of Asia ကျွန်တော်ဒီဟို model ပြိုင်ပွဲကြီးပေါ့နော်ကိုရီးယားမှာလုပ်တဲ့ model ပြိုင်ပွဲကြီးမှာကျွန်တော် first prize winner ဆိုတဲ့ဆုရခဲ့တာပေါ့နော်ဟုတ်ဟုတ်တယ်ဘာဘာသုံး winner ဆိုတာမဟုတ်ဘူးဗျကျွန်တော်အရှိမကိုထုံးခုကိုရခဲ့တဲ့ဟိုဟာကိုထုံးခုကိုရတာသိမှာပါအဲရတဲ့အဲပွဲမှာပဲဒါပထမဆုံးအရှိမကိုထုံးခုကိုပထမဆုံးရခဲ့တယ်ပေါ့နော်ဟုတ် မကယ်ဆင်းပါနာမည်ရင်းနဲ့ပေါ်ပြခြင်းခံခဲ့ရတဲ့ပုံမှာဘယ်လိုလဲပြောတာဗောကျွန်တော်ကကျွန်တော်နာမည်ရင်းကိုအဲရန်သဘောကြလေဖေမေးပေးထားတဲ့နာမည်ရင်းသူတအောင်သူတို့ကလည်းကျွန်တော် passport ပေးထားတဲ့ဟာနဲ့နာမည်နဲ့ကိုအတိုင်းသူတို့ကထည့်လိုက်မိတာထည့်လိုက်ပြီးတော့ကျွန်တော်မပြောင်းတော့ဆိုတော့ပြောင်းမှမယ်လားအော်မပြောင်းတော့ပါဘူးဘာဖြစ်ကျွန်တော်အတွက်လည်းအာစုရတီဖြစ်စေများတီဖြစ်စေသူတအောင်ဆိုတဲ့နာမည်လေးနဲ့ကျွန်တော်လုတ်ခဲနေလဲဘာဖြစ်အမှတ်တရဖြစ်တာဗောဗျာဟုတ်အဲ့လိုမျိုးလေးနဲ့ပဲကျွန်တော်ဆက်လို့ဒါပေမဲ့ရွာသွားတော့လည်းအတိုင်းနဲ့မသိအရန်ပြော့ပါတယ် ိတ်သက်မရဘူးကျွန်တော်အပြင်မသွားရအောင်အဲ့လိုမျိုးကြောက်ဒီဟိုတယ်ဝင်းကြီးထဲမှာပဲအာနေစင်တဲ့အမြကန့်ဝင်နေရပါတော့ဟုတ်ကင်ချီတို့အများကြီးစားကင်ချီကတော့သူကဘာကျွေးကျင်ကင်ချီတွေပဲအများကြီးစားခဲ့အမေတခုပဲအားကြောင့်လေကျွန်တော်နောက်ဆုံးနေ့မှာအပြည့်ပြီးရောမူးလဲတဲ့အခြေအနေဖြစ်သွားရဲဆိုတာသူကအဲ့လိုမျိုးနေစင်တခုပဲအဲ့ဒီအစားတောက်တွေကျွန်တော်မစားတတ်ဘူးမစားတတ်ဘူးဆိုတာအရေတောက်တွေစွပြုတ်တွေများတယ်ကျွန်တော်ကသမင်းရမ်းစားရတယ်ညာသမင်းရမ်းစားရတယ်ဆိုတော့ အရေးတောက်တွေနဲ့အဲ့လိုမတင်းတိမ်တာပေါ့အမှန်တကယ်တော့မြန်မာဆန်ဆန်လေးပဲတော့ပါဆန်ဆန်ကမ်းလာတော့အဲ့ဒါပွဲပြီးသွားတော့ကျွန်တော်အကိုကြီးစီမှာသွားနေတော့အမှန်တကယ်ကျွန်တော်တော်တော်ပြဲမြန်မာသမီးတွေစားတာဟုတ်တယ်ဗျဆောမှာမူလေးဝါတာကျွန်တော်တို့ကအဲ့လိုမျိုးနေ့တိုင်းအရေးပြတဲ့ရက်အများများပါဗောနော်ကျွန်တော်တို့ဒီစရောက်တဲ့နေ့ကလေးကိုကားနေပြီးတော့အာကျွန်တော်တို့ကအဲ့ဒီကို9နာရီလောက်မှရောက်တယ်ပြီးတော့ကျွန်တော်တို့ကအမှသူကနေရာချပေးရဗောနော်အခန်းနေအာကျွန်တော်တို့အစဟိုတယ်မှာမထားဘူးကွန်ဒိုမှာသွားထားတယ် ကျွန်တော်ဒီ hotel ခန်းနေမရသေးဘူးပေါ့နော်အဲကိုလိုမာတော့ထားတော့အဲ့မှာကျွန်တော် hotel အဲကိုလိုမာတွေကိုကျွန်တော်၁၁ရောက်တယ်ပြီးပစ္စည်းချပါညာဆိုကျွန်တော်၂နာရီလောက်မှအဲ့နေရာဆိုစအိတ်ရဆက်ဆက်ရောက်ခြင်းပြီးမနေ့ည9နာရီ call time ပေါ့နော်အဲ့လိုမျိုးကနေ့တိုင်းပဲကျွန်တော်ဒီမနေ့9နာရီ8နာရီ call time နေပြတယ်ညဆိုရင်၁၁ဆင့်ဆင့်မှာပြီးတယ်အဲ့ဒါကြောင့်လည်းကျွန်တော်ကညတိုင်းပြန်လာလို့ရှိရင်9:00လောက်လောက်စရာရှိတာလို့မနေ့အတွက်ပြန်ပြင်စင်အများနဲ့9နာရီ3နာရီမှာအိတ်ဖြစ်တယ်ပေါ့နော် အဲ့လိုမျိုးနေ့ရက်တိုင်းအများရတယ်ပြီးတော့အစားအသောက်ကိုစနောပြောသလိုပေါ့အဲ့မှာကျွန်တော်တို့ကဟိုထမင်းဘောဝလေဘောဝလေသူတို့ကသူတို့အစားစားပဲကြွေးရကျွန်တော်တို့ကကြောင့်ထမင်းအရန်စားတယ်ကြောင့်ထမင်းမစားအဲ့လိုမျိုးဖြစ်တယ်အဲ့နောက်ဆုံးနေ့မှာကျွန်တော်တို့နောက်ဆုံးနေ့ဆိုတာတို့ဒီပွဲရ3ရက်ကျင်းပါတယ်ပေါ့နော်ဒီပထမဆုံးနေ့မှာကျွန်တော်စုပေးတဲ့နေ့ပေါ့အဲ့နေ့မှာကျွန်တော်တို့က round တွေအများကြီးပဲရှောက်ကြတယ်အဲကျွန်တော်ဒီအဲ့ဒီနောက်ဆုံးစုမပေးတဲ့ round အဲစုမပေးခင် round တစ် round အရှိမှာ ဘာဖြစ်လဲဆိုတော့ကျွန်တော်ကအဲ့မှာနှလုံးကနေပြီးတော့ဟိုဟိုက်တာဟိုက်တာဟိုက်တယ်ဆိုတော့အဲ့လိုမျိုးအဲ့လိုအသက်ရှူလို့များတယ်ပြဿနာအသက်ရှူကျက်တဲ့ဟာတွေဖြစ်လာပြီးအားနဲ့ပေါ့နော်ရေတွေရမ်းစာတယ်တွေးတဲ့ရေတွေယူတော့တယ်အဲပြီးလို့ရှိရင်အဲ့မှာပြီးလဲပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ round မှာ ਨੇ ကျွန်တော်ဒီဆွမ်းနာပြောလို့လို့ကျွန်တော်မော်တယ် brand award ဆိုပြီးတော့ထပ်ပေးတဲ့အဲ့ဟိုစုကိုထက်ကြော်ညာတဲ့အဲ့ round မှာပဲပေးတာပေါ့နော် အဲအဲ့ round မှာပြီးတော့အကြိုက်ပုံမှာမတည့်ရက်ကတာမတည့်ရက်ကတော့ကျွန်တော်တနာရီလောက်ရက်ကအဲ့ဒီမတယောက်ပြီးတယောက်ကြောင့်ညာအယောက်ဘယ်တော့လဲ15ရောက်လောက်ရှိတယ်စုပေးတော့လေအာအဲ့မှာကျွန်တော်တို့ကအဲ့မှာကျွန်တော်ဖြစ်တော့နှာခေါင်းကနေကျွန်တော်အသက်ရှူလို့မရတော့တည့်ရတိုင်မော်တယ်ဆိုတော့ကျွန်တော်စင်ပေါ်မှာဆိုလို့ရှိရင်ဘယ်လိုပါဇက်ဖွင့်ပြီးလဲနေလို့မရကျွန်တော်အများအဲ့လိုမျိုးဘယ်လို stand by တောက်လျှောက်ရက်နေရတာဟုတ်အဲ့ဒီမှာကျွန်တော်ကအသက်ရှူတော့အဲ့လိုပဲရှူရအဲ့ဒီအချိန်မှာကျွန်တော်ကအဲ့လိုအရန်အဲ့လို high လာပါတော့ more လာအဲနောက်ဆုံးကျွန်တော်ဒီအဲနောက်ဆုံး final ground နဲ့ round ကိုကြာတော့ရှောက်ပြီးတဲ့အချိန်မှာစုတွေကြော်ညာပါအဲမှာအတက်နိုင်ဆုံးတော့အားတင်းပြီးတော့ရောက်အောင်ရှောက်တယ်ပေါ့ရှောက်ပြီးွားတော့ပြီးွားပြီးအဲကျွန်တော်စုကြော်ညာရဲစုကြော်ညာရဲအချိန်မှာကျွန်တော်စုရွားရဲအဲ့ဒီအချိန်မှာစုရွားရဲအချိန်မှာကျွန်တော်ကအဲဆွမ်းနာပြောသေးတယ်ပဲကိုရီးယားလိုကြော်ညာကြောဘာစုရလို့ရမှန်းမသိဘူးဒါပေမဲ့ဒီစုကြီးကိုကျွန်တော်စီလက်ထဲကိုလာပြီးတော့ပြီးတဲ့အချိန်ညမှာဒီ first prize winner ဆိုပြီးတော့အဲ့မှာကျွန်တော်ရမ်းရင်ခုံကရင်ခုံကပျော်တာပေါ့နော် လူကအဲ့ဒီချိန်မှာအားလေးရန်နေနေတဲ့အချိန်ကြတော့ဟိုအန်တိုင်းပြောဟိုအမှန်တကယ်တော့ဟိုအပြုံးမပြအောင်တော့အတတ်နိုင်ဆုံးတော့ထိမိနေရတာပေါ့နော်အနေပြီးတော့အဲ့မှာကျွန်တော်စင်ပေါ်မှာပြောအားမှာကျွန်တော်ဘာဘာဆိုဘာမှမပြောနိုင်ပြောနိုင်အောင်ကျွန်တော်အရန်စိတ်တွေလှုပ်ရှားတယ်အတွေးပေါင်းစုံပဲအုံတော်ထဲမှာအတွေးပေါင်းစုံဝင်တာဘာအတွေးတွေမှန်းမျိုးစုံတွေးအားမှာပြီးွားရင်အကုန်ပြီးွားရတဲ့အချိန်မှာဓာတ်ပုံတွေဝိုင်းရကြတယ်ဟုတ်ကဲ့အဲ့ဒီအထိကိုကျွန်တော်တောက်ခံနိုင်လေး အကုန်ပြီးသွားတဲ့အချိန်မှာအဲ့တခြားအောက်ကနေဟိုအကြီးကြီးတွေထက်တက်လာပြီးတော့ကျွန်တော်တို့နဲ့မှတ်တရဓာတ်ပုံထက်ရိုက်တဲ့အချိန်ရောက်မှကျွန်တော်အဲ့လိုရိုက်ရပါတော့အပြုံးပြုံးလေးနေပြီးတော့ရိုက်ရဲအဲ့လိုရိုက်နေတဲ့အချိန်မှာကျွန်တော်မျက်လုံးကဘာမှမမြင်ရတော့ပြာနှမ်းသွားတယ်ပြာနှမ်းပြီးတော့ခြေတော့ကအဲ့လိုဟိုအာယုံ3 side ဟိုဘယ်လိုပြောရအောင်အာယုံ side လို့မြင်ရတော့အဲ့လိုအနောက်ကြီးကိုသူ့အောင်အုံးစုပြီးတော့ အဲ့လိုလမ်းကြတော့လမ်းကြစင်ပေါ်မှာပဲဟုတ်စင်ပေါ်မှာပဲအဲ့လိုဓပုံရိုက်နေနေလူကြီးတယောက်ပြီးတယောက်ရိုက်ကြတာဟုတ်ရိုက်ကြတော့ကျွန်တော်ကအဲ့လိုတယောက်ပြီးတယောက်အနေနဲ့အဲ့လိုမျိုးနေနေရတဲ့အချိန်မှာအမှန်ကြီးကျွန်တော်တောက်မခံနိုင်တော့တာဘာဖြစ်လို့ပြောတာသတိလွတ်သွားတာပေါ့နော်ကျွန်တော်ကဣတိပြောပြရတော့5စက္ကန့်6စက္ကန့်လောက်ကြာအဲကျွန်တော်အဲ့လိုအုံးစုပြီးတော့နောက်လမ်းကြသွားတဲ့အချိန်မှာကျွန်တော်တိတာကျွန်တော်ဖက်နဲ့ဒီဝိုင်းချွတ်အဲ့လိုဖက်နဲ့ဒီဝိုင်းချွတ်ခြေတွေဝိုင်းချွတ် ်ခြေမတွေလိမ်ဆွဲလေးလို့ ਆ ဆိုရင်အဲအဲ့ဒါကိုတော့ကျွန်တော်ကောင်းကောင်းသိအဲ့လိုခြေမလိမ်ဆွဲလိုက်လို့လဲကျွန်တော်ပြန်ပြီးလန်လို့လာတယ်ဒါပေမဲ့ကျွန်တော်သတိရတဲ့အချိန်မှာကျွန်တော်ဝိုင်းပြီးတော့အဲ့လိုမျိုးဟိုဟိုဘယ်လိုပြောရလဲဝိုင်းအုံနေပေါ့နော်ဝိုင်းအုံနေတဲ့အချိန်မှာအဲ့ပြီးပြောအီဒီယိုအစာအီဒီယာသူကနားလာတယ်ကျွန်တော်အီဒီယိုဝိုင်းမောင်းလုပ်ကြတာအော်မဟုတ်မဟုတ်အီဒီယာသူကမြန်မာပါအရှင်မြန်မာလို့ပြောမှအဆင်ပြေပါသူတော့ကိုရီးယားလို့ပြောနေတာအီဒီယာကျတော့မြန်မာလေးကတော်တယ်သူကိုရီးယားလို့ပါရတယ် ။စကားပြောတယ်ကိုရီးယား။အဲကိုရီးယားလိုပြောတဲ့အားနဲ့ကျွန်တော်ကိုအောက်ကိုချသွားတယ်၊ကုတ်တွေချွတ်ပေးတယ်။အဲလေကရုံးတွေချွတ်ပေးတယ်အဲလိုမျိုးအဲရှက်တွေချွတ်ပေးတယ်ပေါ့နော်။ချွတ်ပေးပြီးတော့ရက်တွေဝိုင်းကက်ရေးတွေဝိုင်းတိုက်ပြီးတော့အားကြမ်းမှာကျွန်တော်10မိနစ်လောက်နားပြီးမှအားပြန်ယူပြီးတော့မှန်တယ်ပြောရင်အရန်အားနာပေါ့ဗျာ။အဲလိုအရန်အားနာပေါ့လူကြီးတွေရှိနေတဲ့အချိန်ကြတော့အရန်အားနာပေါ့။အော်နောက်တက်လည်းဘာတွေထပ်လုပ်သွားမလဲဆိုတော့ဟိုကျွန်တော်အခုဒီစုလေးရတယ်ကျွန်တော်ရဲ့နောက်တဲ့ achievement ဖြစ်တယ်အာဘာဖြစ်ဖြစ်ကျွန်တော်ရှေ့ဆက်ရမယ့် ဟိုဆက်ပြီးကြိုးစားမယ်ခီလန်ကကျွန်တော်တို့အားဖြစ်သွားရပါဗျာတက်ပြီးတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကဘယ်အခွင့်အရေးပဲရလို့ရလို့ကျွန်တော်ရှေ့ဆက်ပြီးတော့အများကြီးကြိုးစားသွားပါမယ်။ဘာကြီးဆက်လို့ဝါမလဲဆိုတာတော့ကျွန်တော်ရတဲ့အခွင့်အရေးမှန်သမျှကြိုးစားမယ်။ဟိုအခွင့်အရေးရအောင်ရှာမယ်။ရလို့ကြိုးစားသွားမယ်ပေါ့နော်။ဟုတ်။မြန်မာစတာပစာ